အာစနယ်အသင်းရဲ့ sporting director တဲ့ Andrea Barta ဘလို့ပုံကိုမျိုးလဲမင်္ဂလာပါကိုခင်းစ်တာဖုတ်ဘောရှိုးအနေကြိုးစားပါရစေဆိုဒီနေ့မှာတော့အာစနယ်အသင်းရဲ့ sporting director အသစ်ဖြစ်လာတဲ့ Andrea Barta ရဲ့အကြောင်းကိုသုံးသပ်ဆွေးနွေးမှုလုပ်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့အများစုကကစားသမားတွေနီးပြတွေနဲ့ပတ်သက်ပြီးတော့ပဲစိတ်ဝင်စားမှုမြင့်ပါတယ်မှန်တော့လည်းမှန်ပါတယ်သူတို့က ရိသတ်မျက်စိရှိမှာအမြဲတမ်းလိုလိုမြင်နေရတဲ့သူတွေကိုနီးပြဆိုလဲနီးပြအလျောက်ကစားသမားဆိုလဲကစားသမားအလျောက်ပေါ့တိုးတော့နောက်ွယ်မှာအဓိက supporting ပေးနေတဲ့ main role ပုံကိုရှိပါတယ် sporting director technical director စတဲ့သူတွေပါ sporting director ကတော့ပို့ပြီးအရေးကြီးပါတယ်တချို့ club တင်းတွေက sporting director ကိုပဲတတ်တတ်ထားတယ်တချို့ club တွေကျတော့ technical director ကိုပဲထားတယ်တချို့ club တွေကျတော့လည်း ီပိုဇီရှင်နှစ်မျိုးလုံးထားပါတယ်အဲ့တော့ sporting director တယောက်ရဲ့လုပ်ငန်းဆောင်တာတွေဒီဟိုးအောက်ချေရအစအပေါ်ကဘုံမှန်ပါရင်နဲ့ဆွေးနွေးညှိနှိုင်းမှုအစုံအကုန်ပါဝင်ပါတယ်အသင်းရဲ့ marketing ကိစ္စတွေနော် advertising ကိစ္စတွေ sponsorship ကိစ္စတွေကစားသမားတွေနဲ့လောကပမာဏဆွေးနွေးညှိနှိုင်းရေးလူငယ်စီမံကိန်း scouting coaching staff တွေနဲ့ပတ်သက်တဲ့ဟိုကိစ္စမှန်သမျှညှိနှိုင်းဆွေးနွေးအလုံးစုံပါပဲ ဒီအတွက်ကြောင့်အသင်းကိုနောက်ကနေတောက်လျှောက် supporting လုပ်ပေးနေရတဲ့သူတွေလို့လည်းပြောလို့ရတယ်။နီးပြားတယောက်ကမကျင်တတ်တဲ့အကြောင်းအရာပဲဖြစ်ဖြစ်တောင်းဆိုခြင်းနဲ့အကြောင်းအရာပဲဖြစ်ဖြစ် sporting director နဲ့ညှိနှိုင်းရပါတယ်။ sporting director ကသူ့ရဲ့လုပ်ပိုင်권တွေကနေလုပ်ပေးလိုက်တဲ့အရာတချို့ရှိတယ်လို့အပေါ်ကဘုံမှန်မာတွေကိုပြန်ပြောပြီးမှပြန်လဲဆွေးနွေးရတဲ့ကိစ္စရယ်လည်းရှိပါတယ်။အဲ့လောက်ထိကို sporting director တယောက်ရဲ့ duty နဲ့ responsibility ကအရေးပါတာပါ။ ဆိုတော့အန်ရီယာဘာတာကိုအာဆနယ်အသင်းခုံနိုင်လိုက်ပြီဆိုတော့ဒီဘင်းကအက်တလက်တီကိုမက်ဒရစ်အသင်းကပြောင်းလာတယ်ဆိုပေမဲ့စပန်နစ်တယောက်တော့မဟုတ်ပါဘူးသူကအီတလီယန်ဖြစ်ပါတယ်အဲ့တော့အီတလီတွေရဲ့လုတ်ပုံကင်ပုံတွေကရေချင်းရေသွေးရှိတဲ့သူတွေဆိုတာရှေ့မှာတက်တည်တာတကားတွေအများကြီးမြင်ခဲ့ရဖို့ပါတယ်စပြီးတော့ဒီဘောလုံးလောကတွေကိုအခြေချခရေက Sporting Director တယောက်အဖြစ်အခြေချခဲ့တာပါသူကအီတလီရ Club တင်းတစ်ခုဖြစ်တဲ့ AC ကပနီဒိုလိုဆိုတဲ့ကလပ်တင်းမှာ sporting director အဖြစ်လှုပ်ဆောင်ခဲ့ပါတယ်။ပြီးတော့2008ခုနှစ်နဲ့2009ခုနှစ်အထိဒါအီတလီစီးရီးရဲ့နာမည်ကြီးကလပ်တင်းတင်းဖြစ်တဲ့ပါမားမှာ sporting director အဖြစ်လှုပ်ဆောင်ခဲ့ပါတယ်။ပြီးတော့ Girona အသင်းမှာ sporting director ဖြစ်ဒါ2009ကနေ2012အထိလှုပ်ဆောင်ခဲ့ပြီးတော့ Atletico Madrid အသင်းကို2013မှာရောက်ရှိသွားခဲ့ပါတယ်။အဲတော့ကတော့ sporting director တယောက်အဖြစ်မဟုတ်ဘဲနဲ့ sporting director ထက်တစ်ဆင့်နေတဲ့ technical director ဖြစ်ရောက်ရှိခဲ့တာပါ။ အဲ့ဒီ technical director ယာဒူး ਨੇ 2013ကနေ2019ထိ၄နှစ်တိတိလောက်ကင်ခဲ့ပြီးတော့ sporting director အဖြစ်2019ကနေအခု2025ထိနောက်ထပ်၈နှစ်တိုင်တိုင်လောက်ကင်ခဲ့ပါတယ် technical director sporting director position နှစ်ခုလုံးအတွက်လောက်ကင်ခဲ့တဲ့နှစ်ပေါင်းကတော့အလုံးပေါင်း12နှစ်နီးပါးလောက်ရှိပါတယ်ဒီအတွက်ကြောင့်အတွေ့အကြုံပိုင်းလုံးဝပြည့်ဝနေတဲ့ sporting director တယောက်လို့ပြောရမှာပါဒါအပြင်အောက်တက်လည်းခြေတဲ့ပုံကူတယောက်ဖြစ်ပါတယ်အဲ့တော့သူ့လက်ထက်မှာ Atletico Madrid ပြောင်းလဲသွားတာတွေအများကြီးရှိတယ် ျွန်တော်တို့ဒီယိုဂိုဆိုင်မိုနီမတိုင်ခင်ကတည်းကအက်တလက်တီကိုမက်ဒရစ်ကိုမှီခဲ့ဘူးတယ်သူတယောက်တည်းတော့မဟုတ်ဘောနော်ဒီယိုဂိုဆိုင်မိုနီကြောင့်လည်းပါတာပေါ့အဲ့တော့ဆိုင်မိုနီအန်ဒရီးယားဘာတာတို့ရဲ့ပေါင်းဖက်မှုကနေအက်တလက်တီကိုကဥရောပမှာရောစပိန်လာလီဂါမှာရောလူယိုတီရှင်ယိုတီအသင်းတစ်သင်းဖြစ်လာပါတယ်အဲ့တော့သူ့လက်ထက်မှာခေါ်ဦးခဲ့တဲ့လူတွေကတော့အများကြီးပဲ7နှစ်လောက်မှာဗျာကစားသမားခေါ်ဦးမှုပေါင်းမြောက်များစွာရှိတဲ့အတွက်တကူချင်းဒီပြောရင်တော့ပြီးမှာမဟုတ်တော့ဘူးဆိုတော့ record arrivals နဲ့ record departure တွေပဲကျွန်တော်ပြောလိုက်ပါမယ်။တနည်းအားဖြင့်ပြောင်းရွှေ့ခြင်းအများကြီးနဲ့ရောက်လာတဲ့ကစားသမားတွေပြောင်းရွှေ့ခြင်းအများကြီးရောင်းချလို့ရခဲ့တဲ့ကစားသမားတွေအကြောင်းပဲဖြစ်ပါတယ်။တကယ်လဲဒီကစားသမားတွေကခေါ်ရခတ်တဲ့ကစားသမားတွေပါ။တနည်းအားဖြင့်တခြားသောအင်အားကြီး club တွေနဲ့အပြိုင်ဆိုင်ခေါ်ခဲ့ရတဲ့ကစားသမားတွေဖြစ်ပါတယ်ခင်ဗျ။ကျွန်တော်သူ့လက်ထက်မှာပြောင်းရွှေ့ခြင်းအမြင့်ဆုံးရခဲ့တဲ့ကစားသမားကတော့ Antoine Griezmann ဖြစ်ပါတယ်ခင်ဗျ။ Barcelona ကို 2019-2020ဘောလုံးရာသီတုန်းကယူရိုတန်း120နဲ့ရောင်းချနိုင်ခဲ့တာပါ။ Griezmann ကိုခေါ်ခဲ့တာလဲ Andrea Barta ပါပဲ။အဲ့ချိန်ကာလတုန်းက Griezmann အခုဘယ်သူနဲ့တူလဲဆိုတော့ Alexander Isak နဲ့တူတယ်ဗျ။နာမည်ကြီးနေတာကြာပြီ။ဒါပေမဲ့ဘယ်ကလပ်မှမခေါ်ဘူး။ Real ဆိုစီတဲ့မှာဗျ Anthony Griezmann left wing ဖြစ်ကစားတယ်။ဆက်စားအောင်သွင်းခြင်း။ပြီးတော့အလဲရီပါဝင်ပြီးတော့ကစားတယ်။ အသီးတွေခေါ်ရကောင်းမှန်းမသိခဲ့ဘူး Atletico Madrid ကတော့ Antoine Griezmann ရဲ့အရေးချင်းအရေးသွေးကိုတိတဲ့အတွက်ကြောင့်ဈေးနည်းနည်းနဲ့ပဲဖမ်းပြီးတော့ဥလိုက်တယ်ပြန်ရောက်တဲ့အချိန်မှာ Antoine Griezmann ရှူလို့တန်း120လောက်ရသွားတယ်တကယ်တမ်းလည်းအဲ့အချိန်ကာလမှာ Antoine Griezmann ဒီကဘာပေါ်မှာအကောင်းဆုံးတိုက်စစ်ကစားသမားတွေထဲကတယောက်ဖြစ်နေပါခင်ဗျဆိုတော့ Antoine Griezmann ကိုဝယ်ယူတယ်ပြန်ရောက်တယ်စတဲ့ကိစ္စရက်တွေအကုန်လုံးကို Andrea Barta ပဲတာဝန်ယူပေးခဲ့တာဖြစ်ပါတယ် Barta ရဲ့မချောက်တင်ခံနိုင်ရတဲ့အပြောင်းအရွှေ့ တစ်ခုလို့လည်းပြောရမှာဖြစ်ပါတယ်ခင်ဗျနောက်တစ်ယောက်ကတော့ Lucas Hernandez ပါ Bayern Munich အသင်းကို Euro 80နဲ့ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်နောက်တစ်ယောက်ကတော့ Rodri ပါအဲ့တော့ Rodri ကိုလည်း Manchester City အသင်းကို Euro 80နဲ့ရောင်းချနိုင်ခဲ့ပါတယ်ဒီကစားသမားတွေကိုဝယ်ယူပေးခဲ့တာလည်း Andrea Barta ပဲဖြစ်ပါတယ်ဆိုတော့ Barta ကလူရောင်းလူဝယ်ကိစ္စတွေမှာအမတန်အမတန်ကိုထူးချွန်တဲ့သူဖြစ်ပါတယ်နောက်တစ်ယောက် Joao Felix ကျွန်တော် Felix ကို Chelsea ကိုရောင်းလိုက်တဲ့အချိန်မှာ Euro 52တန်းပဲရပါတယ်။ Felix ကတော့ရှုံးတဲ့ player တယောက်ပေါ့နော်။ Barta ကလည်း နဖျားတပားလို့အမြဲတမ်းမှန်နေတာတော့မဟုတ်ပါဘူးသူမှလည်းမှားရင်းတဲ့လူခေါ်မှုတွေရှိခဲ့ပါတယ်ဒါဂျော့ဖလစ်ဆိုရင်စတင်ထွန်းတောက်တဲ့အချိန်ကာလတုန်းကယူရို320လောက်ရင်းနှီးမြှုပ်နှံမှုလုပ်ခဲ့ရတာဗျတစ်ဖက်မှာဂရစ်စမန်ကိုရောင်းတယ်တစ်ဖက်မှာအဲဂျော့ဖလစ်ကိုပြန်ခေါ်လိုက်တဲ့ပုံစံမျိုးပေါ့နော်တိုးတော့ဂျော့ဖလစ်ကထင်တယ်လို့ဖြစ်မလာခဲ့ပါဘူးသို့ပေမဲ့လည်းတချို့သောကစားသမားတွေကိုပပနဲ့နဲ့နဲ့အသင်းကနေထုတ်လိုက်တဲ့ပုံစံမျိုးလေးတွေရှိတယ်ဥမာပြောရင်တော့ဆာမူအိုမိုရန်ဒီယွန်ပေါ့အိုမိုရန်ဒီယွန်ကိုချယ်ဆီကိုရောင်းဖို့လုပ်ပြီးကာမှချယ်ဆီက မဝယ်တော့ဖီလစ်ပဲခေါ်မယ်လှုပ်လိုက်တဲ့အခါကျတော့ပေါ်တိုဂိုရောင်းတဲ့ဆဲလွန်ဂလော့စ်90ခန်းလောက်ထည့်သွင်းပြီးတော့ချုပ်ဆိုနိုင်ခဲ့တာ၄သည်အန်ဒရီးယားဘာတာရဲ့အကွက်မြင့်မြင့်လှုပ်ဆောင်မှုတွေဖြစ်ပါတယ်ခင်ဗျနောက်တစ်ယောက်ကတော့သောမတ်စ်ပါတီပါအာစနယ်အသင်းကိုအသက်အရွယ်တစ်ခုရောက်တဲ့အချိန်နော်အသက်28နှစ်ကြာမှယူရိုတန်း90နဲ့ဈေးကောင်းရပြီးရောင်းထုတ်နိုင်ခဲ့ပါတယ်။မာဒီယက်စ်ကူညာကိုလည်းထိုနည်းတူပါပဲ။ယူရိုတန်း90နဲ့ ဟူဗန်တန်အသင်းကိုရောင်းချနိုင်ခဲ့ပါတယ်ခင်ဗျအဲ့တော့ဝယ်ယူခဲ့တဲ့ကစားသမားတွေကိုကျွန်တော်တစ်ချက်ပြန်ပြီးတော့စမ်းစစ်ကြည့်မယ်ဆိုရင်ပြောင်းရွှေ့ရှိအများဆုံးတုံးပြီးဝယ်ခဲ့တဲ့ပလေယာကတော့ Jovlis ဖြစ်ပါတယ်အဲ့ချိန်ကာလတုန်းက Jovlis တွေယူရိုတန်90လောက်ပဲတန်ကြီးရှိပေမဲ့ယူရို128တန်တုံးပြီးတော့ပြောင်းရွှေ့ရှိနှစ်ဆနီးပါးရှင်းနှီးမြုပ်နှံမှုလုပ်ခဲ့တဲ့ပလေယာတစ်ယောက်ဖြစ်ပါတယ်ဒါက Andrea Barta ရဲ့ဟိုလုံရဲကန်ရဲတဲ့တက်တီးပေါ့ဗျာတို့ရမယ်လဲထင်တယ်လို့ဖြစ်မလာခဲ့ဘူးနောက်တစ်ယောက်ကတော့ဒီနှစ်ဘောလုံးရာသီမှာ မန်စီးတီးကနေခေါ်သွားခဲ့တဲ့ Julian Alvarez ပါ Julian Alvarez ကလုံးဝရောင်းချစရာပလေယာမဟုတ် Not for sale ကစားသမားအဲ့လိုပလေယာမျိုးရောက်အောင်ခေါ်တာပေါ့ချေးယူရိုတန်း90ကိုကျွန်တော်ယူရိုတန်း80တဲ့နဲ့ရောက်အောင်ခေါ်သွားခဲ့တာဖြစ်ပါတယ်ခင်ဗျာနောက်တစ်ယောက်ကတော့ Thomas Lima Lima ဆိုလဲမှန်ကန်ခဲ့တဲ့ကစားသမားမဟုတ်ဘူးတိုးပေမဲ့ Monaco မှာတော့တကယ်ကောင်းတာ Lima ကတကယ်ဆရာကြီးပဲအဲ့ချိန်ကာလာတော့ Lima ရဲ့ပေါ့ချေးယူရို65တန်းထက်ပိုပြီးယူရို89တန်းပေးခေါ်သွားတဲ့ဒုတိယဖြစ်ပါတယ်နောက်တစ်ယောက်ကတော့ Diego Costa ပဲဖြစ်ပါတယ် ချဲ့သီးတင်းကိုရောင်းချခဲ့ပြီးမှပြန်ခေါ်လိုက်တဲ့အချိန်မှာပြောင်းရွှေ့ကြီးပို့ပေးပြီးတော့ခေါ်ခဲ့တယ်ပေါ့နော်ယူရို360နဲ့ပြန်ခေါ်ခဲ့တာဖြစ်ပါတယ်ဒါကတော့အာစနယ်အသင်းရဲ့ sporting director တင်အန်ဒရီးယားဘာတာရဲ့ Atletico Madrid အသင်းမှာ technical director sporting director အဖြစ်လှုပ်ဆောင်ခဲ့တဲ့အအထင်ရှားဆုံးအပြောင်းအရွှေ့တွေကိုပြန်လည်သုံးသပ်ဆွေးနွေးမှုလုပ်ပေးခဲ့တာပါဒီလောက်ဆိုရင် Andrea Barta ရဲ့အရေးအသွေးအရေးချင်းကိုလည်းအားလုံးတီးခေါက်မိသွားပြီလို့ထင်ပါရခင်ဗျ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။